ဒီနေ့ကျွန်တော်ပြန်လည်မျှဝေပေးသွားမှာတော့ကျွန်တော်တို့အဲ Facebook မှာအဲ Python ဝင်နေပေးဖွင့်တဲ့နီလန်းလေးပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်။အဲတချို့သူတွေလာလာမေးကြလို့ပေါ့ခင်ဗျာကျွန်တော်အဲ Facebook မှာပေးဖွင့်ပြီးတော့ Python ရှာကျင်လို့ဆိုပြီးတော့ကျွန်တော်ကိုလာလာမေးကြလို့ကျွန်တော်အဲပေးဖွင့်တဲ့နီလန်းလေးပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်။အရင်တော့ကတော့ကျွန်တော်အဲ YouTube မှာတင်ဘူးပါတယ်ခင်ဗျာဒါပေမဲ့လည်းအခုမှအဲထပ်ပြီးတော့ဖွင့်ကျင်တဲ့မိတ်ဆွေများအတွက်ကျွန်တော်တို့တင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ ဒါဆိုရင်တော့ကျွန်တော်ရဲ့ Facebook အကောင့်နဲ့ကိုယ့်ရဲ့ Facebook အကောင့်နဲ့ဝင်လိုက်ပါခင်ဗျာဝင်ပြီးသွားရဆိုရင်ဒီညာဘက်အပေါ်ဆုံးမှာရှိရဲ့ menu setting လေးတွေကိုတစ်ချက်ဝင်ပေးပါခင်ဗျာဒီနေရာလေးကိုတစ်ချက်ဝင်လိုက်ပါဒီနားလေးရောက်လာပြီဆိုရင်တော့ကျွန်တော်တို့အဲဒီအောက်လေးကိုနည်းနည်းဆွဲချလိုက်ပါခင်ဗျာဆွဲချပြီးသွားရင်တော့ဒီမှာ simo ဆိုပြီးတော့ရှိပါခင်ဗျာအဲဒီလေးကိုတစ်ချက်ဝင်လိုက်ပါဒီနေရာလေးကိုကျွန်တော်တို့တစ်ချက်ဝင်ပေးပါခင်ဗျာဒီနေရာလေးဝင်လိုက်ပြီဆိုရင်အဲကျွန်တော်တို့ ဒီမှာ create ဆိုပြီးတော့ပေါ်လာပါတယ်ခင်ဗျအဲ့နေရာလေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်ရဲ့အဲအခုလက်ရှိဖွင့်ထားတဲ့ page ဖြစ်ပါတယ်ခင်ဗျအဲမိတ်ဆွေတို့အနေနဲ့အဲပေါ်ဝင်မှပေါ်မယ်ခင်ဗျဒါကတော့ကျွန်တော် page ရှိလို့ပေါ့ခင်ဗျ page အကောင့်တွေရှိလို့ပေါ့ခင်ဗျဒီမပေါ်ပေါ်ပေါ်ဒီနေရာမှာ create ဆိုပြီးတော့ရှိပါတယ်အဲ့နေရာလေးကိုနှိပ်လိုက်ပါ public page ဒါမှမဟုတ်အဲ personal profile page ပေါ့နော်အဲဒီလိုမျိုးရွေးခိုင်းတဲ့နေရာမှာကျွန်တော်တို့အဲဒီ public page ကိုရွေးပေးပါခင်ဗျ ကိုကပိုက်ဆံရှာခြင်းနဲ့အကောင်ဖွင့်တဲ့အတွက်ကြောင့်အဲဒီ public လူအများအဲတုံးကြည့်လို့ရနိုင်တဲ့ page ဖြစ်အောင်ဒါလေးကိုနှိပ်ပေးပါခင်ဗျအောက်မှာရှိရဲ့ anti8t နှိပ်ဆိုပြီးတော့ဆက်သွားပေးပါခင်ဗျပြီးသွားရင်တော့ဒီနေရာလေးကအရန်အရေးကြီးပါခင်ဗျ page name ဖြစ်ပါခင်ဗျအဲ page name ပေးရဲ့ကိုယ့်ရဲ့ပေးရအဲစာပေဘဟုသူရလားဒါမှမဟုတ်ဗီဒီယိုတင်မှလားသရှင်းတင်မှလားအဲကိုအစင်ပြရဲ့နာမည်လေးပေးပါခင်ဗျနာမည် နာမည်လေးပေးပါနာမည်ကပြန်ပြောင်းလို့ရပါခင်ဗျဟိုမှားပြီးတော့ပေးမိရင်လည်းဒါပဲအနည်းနဲ့တစ်ကြိမ်ရနေနှစ်ကြိမ်သုံးကြိမ်ပြောင်းပါများလာရင်ကျွန်တော်တို့အဲပြောင်းလို့မရရလည်းဖြစ်တဲ့အတွက်ကြောင့်တိတိကျကျလေးပေးပြပါခင်ဗျအဲဒီလိုမျိုးလေးပဲပေးလိုက်ပါခင်ဗျစာပေဘဟုတုတဆိုပြီးတော့ပေးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့လည်းအစဉ်ပြေရလေးကိုပေးလိုက်ပါပေးသွားရင်ဒီအောက်မှာရှိရဲ့နှိတ်ကိုပဲဆက်ပြီးတော့နှိတ်ပေးပါခင်ဗျနှိတ်ကိုနှိတ်ပြီးသွားရင်ဒီနေရာလေးမှာကျွန်တော်တို့ အဲဒီပေးပေးရပေါ့နော်အဲဘာနဲ့ဆိုင်နဲ့ပေးလဲပေါ့နော်ဒီမဲ့အောက်မဲ့ပြထားတဲ့ music brand တို့ဘာတို့အဲဒီသရှင်နေပါတယ်ဆိုရင်အဲ့လိုမျိုးရွေးလို့ရပါခင်ဗျဒီဒီမဲ့ထပ်ပြီးတော့ hair beauty တို့ဘာတို့ထပ်ပြီးတော့ပြပေးထားဖြစ်ပါတယ်ဒီနေရာမဲ့မပါသေးလဲဒီမဲ့ရိုက်ရှာကြည့်လို့ရပါခင်ဗျကြီးမှလည်းကျွန်တော်တို့ပြန်ပြောင်းလို့ရပါခင်ဗျဒီနေရာမဲ့အစဉ်ပြေရလေးတစ်ခုခုထည့်ခဲ့လိုက်ပါခင်ဗျထည့်ခဲ့ပြီးသွားရင် ဒီအောက်မှာရှိရဲ create ဆိုတာလေးကိုနှိပ်လိုက်ပါခင်ဗျအဲ့နာလေးစောင့်ပေးပါခင်ဗျပြီးသွားရင်တော့ကျွန်တော်တို့ဒီဟာလေးအမှန်ကြီးအဲရှစ်ပေးခဲ့ပါခင်ဗျဘယ်ဟာအမှန်ကြီးရှစ်ရှစ်ရပါခင်ဗျတခုခုပေါ့နော်ဒီအပေါ်ဟာလေးကိုကျွန်တော်အမှန်ရှစ်ပေးခဲ့ပါခင်ဗျဒီအောင် continue set နှိပ်လိုက်ပြီဒီနေရာရမဖြည့်လဲရပါခင်ဗျကျွန်တော်တို့အဲနောက်လိုအပ်တဲ့အခါကျရင် ပြန်ဖြည့်လို့ရပါတယ်ကျွန်တော်တို့အဲ website တွေ email တွေဖုန်းနံပါတ်တွေ အဲဘယ် location ပေါ့နော် AI ဖြည့်လို့ရပါတယ်အခုချိန်မှာတခါတည်းဖြည့်လဲရပါတယ်ကျွန်တော်ကမဖြည့်ပြတော့ပါဘူးခင်ဗျမိတ်ဆွေတို့နေနဲ့ဖြည့်ကျင်တယ်ဆိုလည်းဖြည့်ပါပြီးသွားရင်တော့ဖြည့်ပြီးသွားရင်နှိတ်ကိုဆက်နှိတ်ပေးပါခင်ဗျပြီးသွားရင်တော့ဒီနေရာရောက်ပြီဆိုရင်တော့ကျွန်တော်တို့အဲ pay ရဲ့ profile ပေါ့ခင်ဗျဒီနေရာကို profile ထည့်လို့ရမှာဖြစ်ပါတယ်ဒါတော့ cover photo ပေါ့ခင်ဗျဒီကင်မရာပုံလေးကိုနှိတ်ပြီးတော့ထည့်နိုင်ပါခင်ဗျထည့်ပြီးသွားရင် ဲထုံးစံအတိုင်းပဲအောက်မှာရှိရဲ့နှိတ်ကိုဆက်နှိတ်ပေးပါခင်ဗျပြီးသွားရင်တော့ဒီမှာရှိရဲ့ DONE dance ဆိုပြီးတော့ဆက်နှိတ်ပေးပါခင်ဗျဒါဆိုရင်တော့ကျွန်တော်တို့အဲ profile page လေးရရှိသွားပါပြီခင်ဗျဒါဆိုရင်တော့ကျွန်တော်တို့ရဲ့အဲ page ဝင်ငွေရှာနိုင်တဲ့ page လေးအဲရရှိသွားပါပြီခင်ဗျဒီဒီနေရာလေးကိုတစ်ချက်ဝင်ပြီးတော့အဲကြည့်လို့ရပါခင်ဗျ ဒီအပြာစာတန်းလေးကိုခင်ဗျဝင်ပြီးသွားရင်ဒီဘက်မှာရှိရဲ့ monetization ဆိုတာရှိပါခင်ဗျ monetization လေးတဲ့ကိုတစ်ချက်ဝင်ပြီးမယ်အဲဒီကတော့ဘာမှမပေါ်သေးပါဘူးခင်ဗျ star တို့အဲ read တို့အဲ bonnet တို့ instant ad တို့အဲဒါကြီးအဲပေါ်လာအောင်ကျွန်တော်တို့အဲ follower ရှာမယ်အဲပေးမယ်เออปုံนี่บาติ่มมั้ยวิดีโอนี่บาติ่มมั้ยဆိုရင်ဒီနေရာလေးကြီးอ่ะအတူတူ status ဆိုပြီးတော့ပေါ်လာပါတယ်ခင်ဗျာ ပေါ်လာတဲ့အချိန်မှာအဲဝင်ငွေရှာလို့ရမှာပဲဖြစ်ပါခင်ဗျာဒါဆိုရင်တော့ကျွန်တော်ပြန်လည်မျှဝေပေးသွားတော့အရန်ရိုးရှင်းလွယ်ကူရဲ့အပေဖွင့်မှုနီလန်လေးဖြစ်ပါခင်ဗျာဖွင့်ပြီးသားမိတ်ဆွေလည်းရှိသလိုမဖွင့်တတ်တဲ့မိတ်ဆွေများအတွက်ပြန်လည်မျှဝေပေးရဖြစ်ပါခင်ဗျာ